ရှင်သားကိစ္စဆိုတာအဖြစ်အများဆုံးကိစ္စတွေတခုပါနော်အမျိုးသမီးရောအမျိုးသားမှာပါဖြစ်နိုင်တဲ့ကိစ္စအမျိုးအစားပါရှင်သားမတွေမဟုတ်ပဲနဲ့တခြားနေရာတွေစီကိုပါပြန့်နှံ့နိုင်ပါတယ်ဒီတော့ဖြစ်နိုင်ရင်များတဲ့ဒီကိစ္စအန်တီကလည်းကောက်ဝဲဖို့အတွက်ရှင်သားကိစ္စကိုကောက်ဝဲပေးမယ့်အစားအစာ၅မျိုးပြပြပေးတော့မှာပဲဖြစ်ပါရဲ့ရှင်ဗီဒီယိုလေးမစခင်မှာ channel လေးကို subscribe လုပ်ရသေးရင် subscribe လုပ်ပြီးတော့ဗီနာနူဒီဘဲကိုလည်းဖြည့်ခဲ့ပေးပါအောင်ရှင် ရေသားကိစ္စအကောက်ဝယ်ပေးမယ်ပထမဆုံးအစားအစာအမှုပါပိုစားလုံးပေးတာကရေသားကိစ္စအကောက်ဝယ်ပေးနိုင်တဲ့လူလေးလာမှုတွေရသိရပါတယ်ဒီနေ့ကိုမှု30ဂရမ်စားသုံးတာကရေသားကိစ္စခန်းစားနိုင်ခြေကို3ပုံ2ပုံအထိလျှော့ချပေးနိုင်ပါတယ် မို့ကဗီတာမင် D ကျော်ရတာကြောင့်ကိုယ်ခံအောင်မြင့်တည်ပြီးသလိုရင်သားကင်ဆာဖြစ်နိုင်ခြေကိုလည်းလျှော့ချပေးနိုင်ပါတယ်။တပတ်ကို၃ချိန်လောက်မှုစားပေးသင့်ပါတယ်ရှင်။နောက်ထပ်တစ်မျိုးကတော့တေချာတီပါ။ရင်သားကင်ဆာကောင်းဝယ်ဖို့စားပေးတဲ့နောက်ထပ်အစားအသောက်တစ်ခုကတော့တေချာတီပါနော်။ တကြသည်မှာကင်ဆာဆဲလ်တွေရှင်သန်နိုင်မှုကိုဟန့်တာပေးတဲ့ဗီတာမင်တစ်မျိုးဖြစ်တဲ့ဂမ်မာထိုကိုဖယ်ရိုပါဝင်နေပါတယ်။ရှင်သားကိစ္စဖြစ်စေနိုင်တဲ့ဟော်မုန်းတွေကိုတားဆီးပေးနိုင်တဲ့အာနိသင်လည်းရှိနေတာကြောင့်ရှင်သားကိစ္စကာကွယ်ခြင်းနဲ့ဆိုရင်တကြသည်ကစားပေးတဲ့အရာတစ်ခုပါနော်။နောက်ထပ်တစ်မျိုးကတော့ခရီးယဉ်ကျင်းပြီးဖြစ်ပါတယ်။ခရီးယဉ်ကျင်းဒီမှာပါတဲ့တရိုးဆန်းကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ကာရိုဒီနိုက်ကရှင်သားကိစ္စဖြစ်နိုင်ခြင်းကို22ရာခိုင်နှုန်းအထိရှင်းချပေးနိုင်ပါတယ်။ဒါကြောင့်ခရီးယဉ်ကျင်းဒီကိုတစ်နေ့တစ်လုံးပုံမှန်စားပေးနိုင်ပါရဲ့ရှင်။ ။နောက်ထပ်တစ်မျိုးကတော့ကစုံဥပခရမ်းချင်းဒီလိုမျိုးလိမ္မော်ရောင်ပါတဲ့ကစုံဥမှလည်းရှင်သားကိစ္စကိုကောက်ွယ်ပေးနိုင်တဲ့ကာရိုတီနိုက်တွေပါဝင်နေပါတယ်။ပေးလာမှုတွေအကြတော့ကာရိုတီနိုက်ပြည့်ဝနေမှုကရှင်သားကိစ္စဖြစ်နိုင်ခြေကိုစက်ခွန်ရောင်ကန်တော့ထိရှော့ချပေးနိုင်ပါတယ်။ကာရိုတီနိုက်မှာပါတဲ့ဒရပ်ပေါင်းတွေကဆဲတွေကြီးတော့မှုထိန်းချုပ်ပေးတာ ဆဲတွေကိုကောင်းွယ်ပေးတာပြုပြင်ပေးတာတွေလုပ်ဆောင်ပေးပါတယ်။ဒါကြောင့်ရင်သားခေဆောင်ကောင်းွယ်ခြင်းနဲ့ဆိုရင်တပတ်ကိုနှစ်ကြိမ်ရည်30လောက်အထိကစုံစားပေးပါနော်။နောက်ဆုံးတစ်မျိုးကတော့ပန်းခေါ်ပြီးစင်းပါ။ဒီချို့ချို့နဲ့ဝါဆပ်လို့ကောင်းတဲ့ပန်းခေါ်ပြီးစင်းကလည်းရင်သားခေဆောင်မဖြစ်စေဖို့ကောင်းွယ်ပေးပါတယ်။အကြောင်းကတော့ပန်းခေါ်ပြီးစင်းမှာပါတဲ့ sulfurophane drop ကရင်သားခေဆောင်ဖြစ်စေနိုင်တဲ့ဓာတုပစ္စည်းတွေကိုခက်ရှားပေးပြီးတော့ခေဆောင်ဆဲတွေဖြစ်ပေါ်တာမျိုးတွေမဖြစ်စေဖို့ဟာတာပေးလို့ပဲဖြစ်ပါတယ်။ရင်သားခေဆောင်ကောင်းွယ်ဖို့ဆိုရင်တော့ပြုတ်ထားတဲ့ပန်းခေါ် ဝေးစင်းကိုတပတ်နှစ်ချိန်လောက်စားပေးတင်ပါတယ်။ဒါတွေအပြင်ရေသားကိစ္စကဝယ်ဖို့ဆိုရင်နေ့စဉ်စားသုံးမှုမှာဟင်းနုံွယ်၊တလဲသည်၊ဆယ်မွန်ကဥအမျိုးမျိုး၊တန်လွင်စီ၊ကလဘဲ၊ဘလူးဘယ်ရီသည်၊မတ်မွန်သည်၊နန်နွင်း၊ကော်ဖီနဲ့ရင်းနှီးချက်စားရာတွေပါဝင်အောင်ပြင်ဆင်စားသုံးတင်ပါတယ်။ ဒီအစားအစာတွေစားလိုက်ရင်ရေသားကိစ္စလုံးဝမဖြစ်တော့ဘူးလားဆိုတော့လည်းမဟုတ်ပါဘူးเนาะဒါပေမဲ့ဒီအစားအစာတွေကကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေဖြစ်တာကြောင့်ရေသားကိစ္စဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်တယ်လို့တခြားသောနောက်တရှိရောဂါတွေမဖြစ်အောင်လို့ကူညီပေးနိုင်မှာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးသတ်ကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်တဲ့ဗီဒီယိုတွေမှာပြန်ပြကြပါဘောเนาะ